အင်အားဖြင့်ငလင်ပေးတဲ့အကြောင်းတောက်ရီသုံးရီတွေမတန့်ရှင်းတဲ့အပြင်ရေမတန့်ရှင်းမှုကြောင့်ဖြစ်ပေါ်တတ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲအမျိုးသားညွန့်ရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်စေရောကအထူးကုဆရာဝန်ကြီးဒေါက်တာအုတ်ကာကိုကေခိုင်ကဆက်သွယ်မေးမြန်းထားပါရရှင်ငလျင်လောက်ခဲ့ပြီးနောက်ပိုင်းပေါ်တော့ဆရာဖြစ်ပေါ်တဲ့တဲ့ရေကနေတဆင်ဦးဆက်တဲ့တဲ့ယောဂတွေနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နိုင်ပါသလဲရှင်ရေမတိုင်ဘာဖြစ်လဲလူတိုင်းသိတာဟုတ်တယ်မလားဘာဖြစ်မလဲဆိုတော့ဖြစ်မှာ အခုအဓိကကတော့ရေကောင်းရေတန်းရှားပါတာပေါ့နော်။တောက်ရေလည်းရှားပါတယ်၊သုံးရေလည်းရှားပါတယ်။ဒုံးဝပြတ်ထွက်တာ။ဒီကြားထဲမှာမှ နေရာလည်းပူတည်။အနေရာတလို့ပူနေပြီ။ညမှာအခု30လောက်ဖြစ်နေပေါ့နော်။ကျွန်တော်တို့ညမာပြီမှာအမြဲတမ်းဖြစ်နေကြတာကွာပြဲ one show ယောဂ။အဲ့ဒါကဇက်တိုက်ကိုတောက်ရှောင်းဖြစ်နေ။အခုပိုးပြီးတော့ဖြစ်လာမယ်။ဘာကြောင့်လဲဆိုတော့ ဒီမေးနေပျက်စီးသွားတယ်လူတွေအားလုံးကကွင်းခေါင်ပေါ်မှာနေနေရတယ်လမ်းဘေးပလက်ဖောင်းမှာအိတ်နေရတယ်အဲ့တော့အင်းလုံးအင်းသားတွေလည်းမရှိတော့အဲ့တော့ပို့ပြီးတော့ one tip one shot ယောဂါဖြစ်ဖို့အတွက်အထောက်ပံ့ကောင်းနေပေါ့ထောက်ပံ့ကောင်းနေရနေတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပေါ့နော်ဖြစ်လာတဲ့ပြဿနာတွေအဲ့ဒါရေရှားပါတဲ့အတွက်ကြောင့်မလို့ဘာတွေဆက်ဖြစ်လာမလဲဆိုရင်ခန္ဓာကိုယ်ထဲမှာရေတက်နေလာတယ်ခန္ဓာကိုယ်ထဲမှာရေတက်နေလာရင် တန်မှန်ပေါ့နော်ဂျမ်းမာတန်ဆွမ်းနဲ့တက်30 35နှစ်ရွယ်ရှိတဲ့လူတယောက်ကတော့ဒုံတယောက်မှာခန္ဓာရည်ရှိပေမဲ့တဖြည်းဖြည်းနဲ့သူခန္ဓာကိုယ်မှာရေတပ်ရုပ်လျှော်တဲ့အတွက်ဖြစ်လာမယ့်ယောဂစတိအများကြီးရှိလာနော်ပင်မနာနဲ့မှုတွေစိတ်မကြည်ပလေမှုတွေဖြစ်လာမယ်အဲတဖြည်းဖြည်းနဲ့တချို့ခန္ဓာကိုယ်ကရေကိုတောက်လျှောက်လို့လည်းခန္ဓာကိုယ်စိတ်ပိုင်းနေရပျက်စီးရွေးမှုတွေတိစလာတယ်ဒါပုံမှန်ကြမှာလေတူပေါ့နော်အဲအဲ့လိုမဟုတ်ဘဲနဲ့ အသက်ကြီးရင်ပြီးတော့အခြေခံကျန်းမာရေးမကောင်းတဲ့သူတွေပဲဖြစ်ဖြစ်ကိုနှလုံးယောဂရှိမယ်တွေးလို့ယောဂရှိမယ်စီချူရှိမယ်ကြောက်ကမကောင်းတဲ့သူတွေအဲ့သူတွေကတော့ရေရှားပါမှုရေတောက်ရတာမရတဲ့အတွက်ကြောင့်မလို့ဒီသူတွေခန္ဓာကိုယ်စိတ်ပိုင်းတွေကပိုပြီးပျက်စီးရွရင်လာပဲယောဂရှိနေတယ်အခြေခံယောဂရှိပြီးပိုပြီးတော့မူလရှိနေတဲ့ယောဂရှိပြီးပိုပြီးတော့ဆိုးွားလာ အခုလိုမျိုးဒီယောဂတွေဖြစ်လာပြီဆိုလို့ရှိရင်ရောဘယ်လိုမျိုးပြုမှုဆောင်ရွက်သင်ပါတယ်လေဆရာ။ဒီကောင်းရည်တဲ့ရဖို့နဲ့တောက်တုံးရည်တောက်ရည်ရောတုံးရည်ရောတန်ရှင်းဖို့ဘယ်လိုရင်ဒါကောင်းမှမရှိဘူး။ဒါတွေကတော့အခြေခံလိုအပ်ချက်ပဲ။မတရားအုပ်ချုပ်နေတဲ့ဆေးဟုတ်စုကတော့ဘာမှလုပ်နေနေတာမတွေ့ရဘူး။အခုချိန်မှာဆိုရင်တော့ရိုးရိုးတောက်ရည်တဲ့ဝေးတာတွေမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်တို့ရှေ့ကြည့်ပြီးတော့စဉ်းစားတော့ရေတန်းဆက်လေးတွေကိုကျွန်တော်တို့နေရာတိုင်းနေရာတိုင်းမှာပြအောင် အဲ့လျှက်စစ်ပြီးရမရတော့ဆိုလာနဲ့တက်ပြီးတော့သွားလို့ပေါင်းလို့ရတဲ့ဧည့်သန်းထုတ်ရတဲ့ဧည့်သန်းစနစ်တွေကိုကျွန်တော်တို့တက်ဆက်ပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့စီစဉ်ရမယ်စဉ်းစားရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကျွန်တော်တို့ထိန်းသိမ်းစိုးမိုးထားနိုင်တဲ့နေရာတွေမှာဒါတွေကိုကျွန်တော်တို့စပြီးတော့လုပ်ပေးနေပြီဒါတောက်ရည်တန်းရဖို့အရေးကြီးတယ်တောက်ရည်တန်းရဖို့အရေးကြီးတယ်ပေါ့နော်အဲအဲ့တော့အဲ့ဒါကတော့နံပါတ်1ပါ